ဖက်ရှုနားစင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါတယ်ဒီကနေ့ဖက်ရှုနားစင်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့တရားသူကြီးမှတ်စာအခန်းကြီး30မှ7အထိဖြစ်ပါတယ်တရားသူကြီးမှတ်စာအခန်းကြီး30အဘိမလက်လက်ထက်နောက်မှဣဒရေလအမျိုးကိုကယ်တင်တော်သူဣတခာအမျိုးဒေါ်ရောတာဖူဝါဣတာတောလာသည်ပေါ်ထွန်း၍ဧဖရင်တောင်ပေါ် ရှမိရမြို့မှနေလေ၏ထိုသူသည်ဣဒရေလအမျိုးကို အနှစ်23နှစ်ပတ်လုံးအုပ်ဆိုးပြီးမှတည်၍ရှိမရမြို့မှတကြိုလေ၏ထိုသူလက်ထက်နောက်မှဂိလက်ပြည်သားယာဣရသည်ပေါ်ထွန်း၍ဣဒရေလအမျိုးကိုအနှစ်22နှစ်ပတ်လုံးအုပ်ဆိုး၏ထိုမင်း၌ကသား30ရှိ၍သူတို့သည်မြီးတငယ်30တို့ကိုစီးလျက်ဂိလက်ပြည်၌ ယာဝုတ်ယာဣရအမိဖြင့်ယနေ့တိုင်အောင်ခေါ်တော်သောမြို့30တို့ကို ကံကြွေးပြုကြ၏။ယာဣရတည်၍ကာမုံမြို့မှတကြိုလေ၏။တဖန်ဣဒရေလအမျိုးသားတို့သည်ထာဝရဖျားရှိတော်၌ဒူးစရိုက်ကိုပြု၍ဘာလဖျားအာရှတရက်ဖျားရှူရီဖျားဇိဒုံဖျားမောဘဖျားအာမုံဖျား ဖိလိတိဖျားတို့ကိုဝတ်ပြု၍ထာရဖျားကိုဝတ်မပြုစွန့်ထားကြ၏ထာရဖျားသည်ဣတရီလာအမျိုးကို အမျက်ထွက်၍ဖိလိတိလူတို့၌၎င်းအမုံအမျိုးတို့၌၎င်းရောင်းတော်မူသည်ဖြင့်ယော်ရန်မြစ်တစ်ဖက်အာမောရီလူနေရာဂိလက်ပြည်၌နေသောဣတရီလာအမျိုးသားအပေါင်းတို့ကိုထိုနှစ်မှစ၍38နှစ်ပတ်လုံးညှင်းဆဲကြ၏အမုံအမျိုးသားတို့သည်လည်းယော်ရန်မြစ်ကိုကူး၍ ယူဒာအမျိုး၊ဗင်ယာမိန်အမျိုး၊အေဖရိမ်အမျိုးသားတို့ကို တိုက်သည်ဖြင့်ဣသရေလအမျိုးသားတို့သည်ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်ကြ၏။ထိုအခါဣသရေလအမျိုးသားတို့ကကျွန်ုပ်တို့သည် ကိုတော်ကို ပြစ်မှားပါပြီ။ကျွန်ုပ်တို့၏ဖျားသခင်ကိုစွန့်၍ဘာလာဖျားတို့ကိုဝတ်ပြုမိပါပြီဟု ထာဝရဖျားအားဟစ်ကြော်ကြ၏။ထာဝရဖျားကလည်းငါသည်သင်တို့ကိုအေဂရုလူ၊အာမောရိလူ၊အာမုံလူ ဖိလိတိလူတို့လက်မှကယ်နှုတ်သည်မဟုတ်လောဇီဒုံလူအာမလတ်လူမောနီလူတို့ညှင်းဆဲသောအခါ၌လေသင်တို့သည်ငါ့ကိုဟစ်ကြော်၍သူတို့လက်မှငါကယ်နှုတ်၏သို့တော်လည်းသင်တို့သည်ငါ့ကိုစွန့်၍အခြားတစ်ပါးသောဖျားတို့ကိုဝတ်ပြုသောကြောင့်နောက်တဖန်ငါမကယ်နှုတ်သင်တို့ရွေးယူသောဖျားတို့ကိုတွား၍ဟစ်ကြော်ကြလော့အမှုရောက်သောယခုကာလ၌ သူတို့သည်ကဲနှုတ်ကြစီဟုဣဒရီလာအမျိုးသားတို့အားမိန်တော်မူ၏ဣဒရီလာအမျိုးသားတို့ကလည်းကျွန်ုပ်တို့သည်ပြမှားပါပြီစိတ်တော်ရှိသည့်အတိုင်းကျွန်ုပ်တို့၌ပြုတော်မူပါယခုတစ်ချိန်သာကဲနှုတ်တော်မူမည်အကြောင်းကျွန်ုပ်တို့တောင်းပန်ပါ၏ဟုထာဝရဘုရားအားတောင်းလျှောက်လျက်တဘာမျိုးသားကိုးကွယ်သောဖျားတို့ကိုပယ်၍ထာဝရဖျားကိုဝတ်ပြုကြ၏ထိုအခါထာဝရဖျားသည်ဣတရေလအမျိုးခံရသောဒုက္ခဆင်းရဲကြောင့် နာကျင်သောစိတ်နှလုံးရှိတော်မူ၏အာမုံအမျိုးသားတို့သည်စီဝေ၍ဂိလက်ပြည်၌တက်ချကြ၏ဣတရီလာအမျိုးသားတို့သည်စီဝေ၍မိဇဘာမျိုး၌တက်ချကြ၏ဂိလက်ပြည်သားမင်းများတို့ကအကျဉ်သူသည်အာမုံအမျိုးသားတို့ကိုအူးတိုက်ကြ၏ထိုသူတို့သည်ဂိလက်ပြည်သားအပေါင်းတို့၏အထွတ်ဖြစ်စေဟုတိုင်ပင်စီရင်ကြ၏တရားသူကြီးမှတ်စာခန်းကြီး7 ဂိလအမျိုးသားယေဖသသည်ခွန်အားကြီးသောသူရဲ့ဖြစ်၏။သူအဖကဂိလသူအမိကပြည့်တစားဖြစ်၏။ဂိလဤမယားဖွားမြင်သောသားတို့သည်ကြီးသောအခါသင်သည်အခြားတစ်ပါးသောမိမ၏သားဖြစ်သောကြောင့်ငါတို့အဆွေမျိုးနှင့်အတူအမွေမခံရဟုယေဖသကိုဆို၍နှင်ထုတ်လေ၏။ထိုအခါယေဖသသည်ညီတို့စီမှထွက်သွား၍တောဘပြည်၌နေသဖြင့်လျက်ပေါ်သောသူတို့သည် သူထံမှစီးဝေး၍သူနောက်၌လိုက်ကြ၏နောက်တဖန်အာမုံအမျိုးသားတို့သည်ဣတရေလအမျိုးကိုစစ်တိုက်ကြ၏ထို့သောအာမုံအမျိုးသားတို့သည်ဣတရေလအမျိုးကိုစစ်တိုက်သောအခါဂိလက်ပြည်သားအသက်ကြီးသူတို့သည်ယေဖသကိုတောဘပြည်မှခေါ်ခြင်းကသွား၍ငါတို့သည်အာမုံလူတို့ကိုစစ်တိုက်ရမည်အကြောင်းလာ၍ငါတို့၏ဘုကြုံမင်းလောက်ပါဟုမှားလိုက်တော့ယေဖသကသင်တို့သည်ငါ့ကိုမုံ၍ငါအဖအိမ်မနှင်ထုတ်သည်မဟုတ်လော ယခုဆင်းရဲခြင်းတို့ရောက်သောအခါဘဲเจ้าငါထံသို့လာကြသည်နိဟုဂိလက်ပြည်သားအသက်ကြီးသူတို့အားပြောဆို၏ဂိလက်ပြည်သားအသက်ကြီးသူတို့ကလည်းထို့ကြောင့်ငါတို့သည်ယခုသင်ထံသို့ပြန်လာပါ၏ငါတို့နှင့်အတူကြွ၍အာမုံလူတို့ကိုစစ်တိုက်ပြေးလျင်ဂိလက်ပြည်သားအပေါင်းတို့၏အထွတ်လောက်ပါဟုယေဖသအားတောင်းပန်ပြန်သောယေဖသကအမုံလူတို့ကိုစစ်တိုက်စေခြင်းကသင်တို့သည်ငါ့ကိုပြန်ပို့၍ထာဝရဖျားသည် တို့ကိုငါရှေ့မှာအတ်တော်မူလျင်ငါသည်တင်တို့အထွတ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟုဂိလက်ပြည်သားအသက်ကြီးသူတို့အားမေးလေတော်ဂိလက်ပြည်သားအသက်ကြီးသူတို့ကတင်ပြောသောစကားအတိုင်းငါတို့မပြုတ်လျင်ထာဝရဖျားသည်တင်နှင့်ငါတို့ဆက်ကြား၌တတ်သည်ဖြစ်တော်မူပါစေတော်ဟုယေပတာအားပြန်ပြောကြ၏ထိုအခါယေပတာသည်ဂိလက်ပြည်သားအသက်ကြီးသူတို့နှင့်တွား၍သူကိုလူများတို့၏အထွတ် ိုချုပ်မင်းအရာ၌ခန့်ထားကြ၏ရေဖသသည်လည်းထိုစကားအလုံးစုံတို့ကိုမိစပါမြို့မှထာဝရဘုရားရှေ့တော်၌ပြန်ကြားလျှောက်ထားကြ၏ထိုနောက်မှရေဖသသည်အံမုံရှင်မယင်ထံသို့တန်တမန်ကိုဆေလွတ်၍တင်းသည်ငါနှင့်အဘယ်သို့ဆိုင်သနည်းငါနိုင်ငံ၌စစ်တိုက်ချင်းကဘဲကြောင့်ငါကိုရန်ပြုသနည်းဟုမေးတော်အံမုံရှင်မယင်ကဣဒရီလာအမျိုးသည်အေဂုရုပြည်မှလာသောအခါ ငါအမေကိုအာနုံမြင့်မှဆ၍ရုပ်ဘုတ်ချောင်းယော်ရန်မြစ်တိုင်အောင်လူ၍ယူသောကြောင့်ငါပြု၏ထိုအမေကိုယခုအသင့်အတင့်ပြန်ပေးပါဟုယေဖသား၏တန်တမန်အားပြန်ပြော၏တဖန်ယေဖသားသည်တန်တမန်ကိုအံမုံရှင်ဘရင်ထံသို့ဆီလို့၍ယေဖသားမှာလိုက်သည်ကားဣဒေလအမျိုးသည် မောဘမြေအံမုံမြေကို လူယူသည်မဟုတ်ဣဒေလအမျိုးသည် ်ဧဂရုပြည်မှလာ၍အေရုံပင်လေအနာတော၌လှဲ့လေသဖြင့်ကာဒီရှရွာသို့ရောက်သောအခါအေရုံရှင်မင်းထံသို့တန်တမန်ကိုဆေလွတ်၍မင်းကြီးပြည်ကိုရှောက်သွားပါရစေဟုအခွင့်တောင်းတော်လဲအေရုံရှင်မင်းသည် နားမထောင်ထိုနည်းတူမောဘရှင်မင်းထံသို့ဆေလွတ်၍သူသည်လည်းအခွင့်မပေးသောကြောင့်ဣသရေလအမျိုးသည်ကာရေရှရွာ၌နေရကြ၏ နောက်တဖန်တောကိုလျှောက်လျက်အေရုံပြင်းနဲ့မောဘပြည်ကိုဝိုင်း၍မောဘပြည်အရှိဘက်သို့ရောက်ပြီးမှအာနုံမြစ်တဖက်၌တက်ချကြ၏ထိုအခါမောဘပြည်နှင့်အတွင်းသို့မဝင်ကြအာနုံမြစ်သည်မောဘပြည်အပိုင်းအခြားဖြစ်သည်တဖန်ဣဒရေလအမျိုးသည် အာမောရိအမျိုးဟေရှဘုံရှင်ဘရင်ရှိဟုန်ထံသို့တန်တမန်ကိုဆေလွတ်၍ငါတို့နေရာသို့ရောက်အံ့သောငါ မင်းကြီးပြည်ကိုရှောက်သွားပါရစေဟုအခွင့်တောင်းတော်လဲရှိဟုန်သည်ဣတရေလအမျိုးကိုမယုံမိမိပြည်ကိုရှောက်သွားစေခြင်းကအခွင့်မပေးသည်သာမကမိမိလူအပေါင်းတို့ကိုစုဝေးစေ၍ယာဟတ်မြို့၌တက်ချပြီးလျှင်ဣတရေလအမျိုးကိုစစ်တိုက်လေ၏ဣတရေလအမျိုး၏ဖျားသခင်ထာဝရဖျားသည် ရှိဟုန်မင်းနှင့်တကားသူ၏လူအပေါင်းတို့ဣတရေလအမျိုးလက်၌အတ်တော်မူ၍သူတို့ကိုလှုပ်ကြံသဖြင့် ထိုပြည်၌နေသောအာမောရိလူတို့၏မြေတလျှောက်လုံးကိုသိမ်းယူကြ၏အာမောရိပြည်နယ်မြေတလျှောက်လုံးကိုအာနုံမြစ်မှစ၍ရုတ်ဘုတ်ချောင်းတိုင်အောင်၎င်းတောမစ၍ယော်ဒန်မြစ်တိုင်အောင်၎င်းသိမ်းယူကြ၏ထိုသို့ဣသရေလအမျိုး၏ဖျားသခင်ထာဝရဖျားသည်အာမောရိလူတို့ကိုဣသရေလအမျိုးရှေ့မှသူတို့ပြည်ကိုနှုတ်တော်မူသည်ဖြစ်၍သင်သည်သိမ်းယူရမည်လော့ သင်ဤဖျားခေမှုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လောထို့အတူငါတို့ဖျားသခင်ထာဝရဖျားနှင်ထုတ်တော်မူသောသူတို့ဤမြေကိုငါတို့သည်သိမ်းယူရ၏သင်သည်မောဘရှင်မင်းဇိဖောမင်းဤသားဘာလက်ထက်သာ၍မြတ်သလော သူသည်ဣဒရေလအမျိုးနှင့်ယံတွေ့ဘူးသလောစစ်တိုက်ဘူးသလောဣဒရေလအမျိုးသည်ဟေရှဖုန်မြို့ရွာတို့၌၎င်း အာရုံမြို့ရွာတို့၌၎င်းအာနုံမျက်နှာမှာရှိသောမြို့ရွာအလုံးစုံတို့၌၎င်းအနှစ်300ပတ်လုံးနေစဉ်တွင်ဘဲကြောင့်တင်တို့သည်မရပြန်သည်နီတင်ကိုငါမပြစ်မှတင်သည်စစ်တိုက်၍ငါကိုညှင်းစေ၏ထာဝရဖျားသည် တရားသူကြီးလှုပ်၍ဣတရေလအမျိုးသားအံမုံအမျိုးသားတို့ဆက်ကြားမှယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသောဟုမှားလိုက်လေ၏သို့တော်လည်းယေဖသမှားလိုက်သောစကားကို အံမုံရှင်ဘရင်သည်နားမထောင်ဘဲနေ၏ထိုအခါထာဝရဖျား၏ဝိညာဉ်တော်သည်ယေဖသအပေါ်မှတက်ရောက်၍သူသည်ဂိလက်ပြည်မနာရှေပြည်ကိုလျှောက်လျက်ဂိလက်ပြည်မိစဘာမြို့ကိုလွန်၍အံမုံလူတို့ရှိရာသို့ခြိသွားလေ၏ယေဖသသည် ထာဝရဖျားအားသစ္စာဂရိထားလျက်အကယ်၍ကိုတော်သည်အံမုံအမျိုးသားတို့ကိုအကျွန်ုပ်လက်၌အပ်တော်မူလျင်အကျွန်ုပ်သည်အံမုံအမျိုးသားတို့ရှိရာမှ ငိန်ဝတ်စွာပြန်လာသောအခါအကျွန်ုပ်ကိုခီဥကြိုပြုတ်အံ့သောငါအကျွန်ုပ်အိမ်တကားဝမှထွက်လာသောသူမြည်သည်ကိုသာရဖျားအမှန်ဆက်သ၍မိရှိုးရာရစ်ပူဇော်ပါမည်ဟုသစ္စာဂရိထားပြီးမှအံမုံအမျိုးသားတို့ကိုတိုက်ချင်းကခြိသွား၍သာရဖျားသည် သူတို့ကို ရေဖတ်သားလက်၌အတ်တော်မူသည်ဖြင့်အာရော်မြို့မှဆ၍မိန်နှိမ်မြို့တိုင်အောင်၎င်းအဘေလခေရမိန်မြို့တိုင်အောင်၎င်း မြို့20တို့ကိုကြီးစွာသောလှုပ်ကြံခြင်းအပြင်သူတို့ကိုတိုက်တက်လေ၏ထို့သောအမုံအမျိုးသားတို့သည်ဣသေလအမျိုးသားတို့ရှေ့မှရှုံရကြ၏ယေဖသသည်မိစဘာမြို့မိမိအိမ်သို့ရောက်လာသောအခါမိမိသမီးသည်ပတ်တာတီးလျက်ကလျက်ခရီးဦးချို့ပြုတ်အံ့သောငါထွက်လာ၏သူသည်တယောက်ထဲသောသမီးဖြစ်၍သူမတစ်ပါးသားသမီးမရှိယေဖသသည် သူ့ကိုမြင်လျင် မိမိအဝတ်ကို ဆုပ်၍အိုငါသမီးသင်သည်ငါကိုအလွန်နှိမ်ချပြီတကားငါကိုနှောက်ရှက်တော်သူတယောက်ဖြစ်ပါသည်တကားထာဝရဖျားအားငါလျှောက်ထားပြီနှုတ်ရသော အခွင့်မရှိဟုဆိုသော သမီးကခမည်းတော်သည် ထာဝရဖျားအားလျှောက်ထားလျင်လျှောက်ထားသည့်အတိုင်းကျမ၌ပြုပါအကြောင်းမူကားထာဝရဖျားသည်ခမည်းတော်ဤရန်သူအံမုံအမျိုးသားတို့၌ခမည်းတော်ဤစိတ်ပြေစေခြင်းကအပြစ်ပေးတော်မူပြီ တို့ရတွင်ကျွန်မသည် အပေါင်းအဖော်တို့နှင့်တကွတောင်ရိုးပေါ်မှလှဲ့လည်၍ကျွန်မ၏အပြိုကညာဖြစ်ခြင်းကိုငိုကြွေးမြည်တမ်းရမည်အကြောင်းနှစ်လပတ်လုံးအလွတ်နေပရစေဟု အဖအားအခွင့်တောင်းသည့်အတိုင်းအဖကသွားလီတော်ဟုဆိုလျက်နှစ်လကိုချင်းချက်၍လွတ်လိုက်လျင်အပေါင်းအဖော်တို့နှင့်တကွသွား၍တောင်ရိုးပေါ်မှမိမိအပြိုကညာဖြစ်ခြင်းကိုငိုကြွေးမြည်တမ်းလေ၏ နှစ်လဆေ့သောအခါအဖထံသို့ပြန်လာ၍အဖသည်တစ္ဆာကတိရှိသည့်အတိုင်းပြုလေ၏ထိုမိမသည်ယောက်ျားနှင့်မဆက်ဆံသောသူဖြစ်၏ထိုနောက်မှဣဒရေလအမျိုးသမီးတို့သည်ဂိလက်အမျိုးသားယေဖသ၏သမီးကြောင့်တစ်နှစ်တစ်နှစ်လျင် လေးရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကသွားရသောဣဒရေလထုံးစံတလိဖြစ်လေ၏တရားသူကြီးမဆာအခန်းကြီး7ဧဖရင်အမျိုးသားတို့သည် စီဝေး၍ မြောက်တို့ခြီသွားလျေရေဖတာအားတင်းသည်ငါတို့ကိုမခေါ်ပဲအံမုံအမျိုးသားတို့ကိုအဘဲကြောင့်တိုက်ချင်းငါသွားသည်နီတင့်အိမ်ကိုတင့်အပေါ်မှာမီးရှို့မည်ဟုဆိုကြတော့ရေဖတာကငါနဲ့ငါဤလူတို့သည်အံမုံအမျိုးသားတို့နှင့်ကြီးသောအမှုရှိစေအခါတင်းတို့ကိုငါခေါ်တော်လဲတင်းတို့သည်အံမုံလူတို့လက်မှငါကိုမကယ်မနှုတ်ပဲနေကြ၏မကယ်မနှုတ်เจ้าကိုငါသည်တိမြင်သောအခါ ကိုအသက်ကိုစွန့်စားလျက်အံမုံအမျိုးသားတို့ကိုတိုက်ချင်းကသွား၍ထာဝရဖျားသည်သူတို့ကိုငါလက်၌အတ်တော်မူ၏။သင်တို့သည်ငါကိုတိုက်ချင်းကအဖေကြောင့်ယနေ့ လာကြသည်ဟု ပြောဆိုပြီးလျင်ဂိလက်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍အေဖရိအမျိုးသားတို့ကို တိုက်ကြ၏။အေဖရိလူတို့ကသင်တို့သည်အေဖရိအမျိုးမနာရှေအမျိုးတွေကထွက်ပြေး၍အမျိုးမစစ်တော်သူဖြစ်သည်ဟုဂိလက်ပြည်သားတို့ကိုကဲ့ရဲ့ဖူးသောကြောင့် အေဖရင်လူတို့ကိုလှုပ်ကြံကြ၏။ဂိလက်လူတို့သည်အေဖရင်လူတို့ရှေ့မှယော်ဒန်မြစ်ကူးရအရက်တို့ကိုစီတား၍ပြေလွတ်သောအေဖရင်လူကကူးပရစေဟု အခွင့်တောင်းသောအခါဂိလက်လူတို့ကသင်သည်အေဖရင်အမျိုးသားဖြစ်တော်ဟု မေးစစ်တော်သူကမဟုတ်ပါဟုဆိုလျင်သူတို့ကရှိဘောလက်ဟူသောစကားကို ပြောတော်ဟု ဆိုတော်အေဖရင်လူသည်ထိုစကားကို ပြီးအောင်မပြောတတ်ဖဲတိဘောလတ်ဟုပြော၏ထို့သောပြောသောသူကိုဖမ်းဆီး၍ယော်ဒန်မြစ်900ရက်၌တတ်ကြ၏ထိုအခါအေဖရိအမျိုးသား4200တေချ၏ဂိလက်ပြည်သားယေဖသသည်ဣဒရေလအမျိုးကို6နှစ်အုပ်ဆိုးပြီးမှတေ၍ဂိလက်မြို့တမြို့၌တကြိုလေ၏ယေဖသနောက်မှဗလင်မြို့သားဣပဇန်သည်ဣဒရေလအမျိုးကိုအုပ်ဆိုး၏ ထိုမင်းသည်သား30သမီး30ရှိ၏သမီးများကို အခြားတစ်ပါးသို့ဆင်လွတ်၍ချွေးမ30ကိုတင်ထား၏ဤပဇံသည်ဣဒရီလာအမျိုးကိုခုနှစ်နှစ်အုပ်ဆိုးပြီးမှတည်၍ဗက်လင်မြို့၌တကြိုလီ၏ဤပဇံနောက်မှဇာဘူးလုံအမျိုးသားအေးလုံသည်ဣဒရီလာအမျိုးကို10နှစ်အုပ်ဆိုး၏ထိုမင်းတည်၍ဇာဘူးလုံခရိုင်အာဇလုံမြို့၌တကြိုလီ၏ အေလုံနောက်မှပြိရတုံမြို့နေဟိလီလာဤတာအာဘရုံသည်ဣဒရီလာအမျိုးကိုအုပ်ဆိုး၏ထိုမင်းသည်တာ40မြေ30ရှိ၍တာမြေတို့သည်80သောမြီးတငယ်တို့ကိုစီးကြ၏ပြိရတုံမြို့နေဟိလီလာတာအာဘရုံသည်ဣဒရီလာအမျိုးကို ရှစ်နှစ်အုပ်ဆိုးပြီးမှတည်၍အေဖရင်ခရိုင်ပြိရတုံမြို့ အာမလတ်တောင်ပေါ်မှာတကြိုးလေဤဒီကနေ့ဖက်ရှုနားဆင်သွားတဲ့တမချန်းစာကတော့ တရားသူကြီးမှဆာအခန်းကြီး30မှ7နှစ်အထိဖြစ်ပါတယ်ကြားနာတော်သူအပေါင်းထာဝရဘုရားကောင်းကြီးပေးပါစေ